စေအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲမှာမွန်ညညရဲ့ပါတီ NUP ကမော်မီနယ်အတွင်းကမဲဆန္ဒနဲ့အများစုမှာဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့ပါတီတာဝန်ရှိသူတွေစီကနေသိရပါဗျ။ဒီဇင်ဘာလနောက်ဆုံးပတ်ထဲမှာကျင်းပမဲ့ရွေးကောက်ပွဲအပိုင်းတက်မှာမော်မီနယ်မှာမဲဆန္ဒနဲ့55နေရာဝန်းကျင်ခန့်ရှိပြီးတော့အဲ့ဒီထဲက၄ပုံ၃ပုံနီးပါးကိုမွန်ညညရဲ့ပါတီကဝင်ပြိုင်မှာဖြစ်ပါဗျ။အဲ့ဒီထဲက10ဦးထက်မနည်းဟာရခင်ရွေးကောက်ပွဲမှာကိုစလေလောင်းတွေဖြစ်နေရွေးချယ်ခဲ့ဘူးသူတွေဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေကပြောပါရယ်။ကျေရချက်မထက်ခင်တော့လည်းနပီအာမအပြည့်ဝင်ပြန်ပေးရမယ်ဆိုတော့နပီနယ်ပြည်အာမပြည်မြူတာတို့တော့ပြည်အာမပြည့်ဖြစ်ပေါ့အပြည့်ဝင်ပြန်အဲ့မှာကျွန်တော်တို့လူရှာရတာနည်းနည်းတော့ခက်ခဲရှိကြပေါ့ကျွန်တော်38ရောက်ပြန်လဲ38ရောက်ကျွန်တော်တို့ပြန်ကြလာတာပေါ့နော်လက်ရှိကိုစလေလောင်းအမျိုးစင်းထွက်လာပြီးတော့မဲဆွယ်စီယောင်းရမယ့်ရက်ကိုပါထုတ်ပြန်ထားပြီးဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတွေအကြားမှာလည်းလုံခြုံရေးစိုးရိမ်မှုတွေရှိနေပါတယ်။ဒါကြောင့်ပါတီအနေနဲ့လှည့်လည်စည်းတမ်းမဲဆွယ်တာထက်လူမှုကွန်ရက်စာမျက်နှာကို တုံ့ပြုပြီးတော့စီယုံရေးလုပ်ငန်းတွေဆောင်ရွက်သွားဖို့ကိုစီစဉ်ထားတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းအခုရေကောက်ပွဲမှာလူတုစိတ်ဝင်စားမှုလုံးဝမရှိဘူးဖြစ်နေတယ်လို့ပါတီပြောရေးဆိုခွင့်ရှိသူနိုင်တန်းရွှေကပြောပါတယ်။ကြောက်စိတ်ကဝင်နေတာပေါ့နှစ်ဖက်စလုံးကိုကြောက်တဲ့ပုံစံဖြစ်လာတယ်။ ပြည်သူတွေကအရင်ကာလတုန်းကဆိုအခုလိုရေကောက်ပွဲနီးကပ်လာတဲ့အချိန်အသိပညာပေးတာမျိုးတွေရက်ကွက်တဲ့အထိကြည်ကြဲပြက်ပြက်လုပ်တယ်လူလူတွေစီရောက်တယ်အခုကအဲ့ဒါလို့မဟုတ်ဘူးငါဒီထဲမှာပါဝင်ငါဖမ်းဆီးခံရတာတက်ပြက်ခံရမှာလားစိုးရင်ချက်တွင်နဲ့အဲ့ဒီတော့လူလူတွေကကင်းကင်းရှင်းရှင်းပဲနေလိုက်တယ်သူဟာသူလုံးငါတို့ထက်ချင်တာထက်မယ်ဒီဘော်စိတ်ထဲမှာထားနေတော့ဘူး မဲဆန္ဒနယ်အားလုံးတက်မှတ်ထားတဲ့မော်မာရွေးကောက်ပွဲအပိုင်းတစ်ကိုမော်လမြိုင်ချောင်းဆောင်ကြိုက်မြို့တထုံနဲ့ကြိုက်ထုံမြို့နယ်တွေမှာပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါအပြင်မဲဆွယ်စည်းရုံးတဲ့အခါမှာဖွဲ့စည်းပုံခြေကဲဥပဒေတွေအပအဝင်စစ်တပ်ကိုထိခိုက်စေမဲ့အတုံးနှုံးတွေကိုအတုံးမပြုတ်ဖို့ကိုကော်မရှင်ကနိုင်ငံရေးပါတီတွေထံသတိပေးစာပေးပို့ထားပါတယ်။